တတလုံးယူရမယ်စကားတစ်ခုသူပြောတယ်။မေးရတဲ့ဖြစ်ကိုကယ်ပါအောင်နဲ့။မမမမလို့ပြလိုက်နိုင်ဘူးလေ။အဲ့ချိန်မှာအမကြောက်လို့အဲ့ဘာအလိုမလို့ပါနဲ့အလိုမလို့ကြောက်လို့ကြောက်လို့ဆိုအမလည်းအဲ့လိုဖြစ်တဲ့အချိန်မှာ तू ချက်ချင်းထိလိုက်တယ်။ချက်ချင်းထိလိုက်တဲ့အချိန်မှာပဲ तू ဘုံက तू တစ်ချက်တော့နည်းနည်းလေး तू မရတော့ဘူး။ မရတော့ဘူးမရတော့ဘူးဆိုအချိန်မှာအမအရင်ကြောက်သွားတော့သူမြင်ပြီးတော့သူချက်ချင်းသူထိန်းချလိုက်တယ်ထိန်းပြီးတော့ဖြည်းဖြည်းလေးပဲအချိန်မှာအမသူ့ကိုတိတယ်အမလည်းသူ့တစ်ချက်ပြအဲ့လိုမျိုးလောကတော့ဖြစ်ပြီးတော့ချက်ချင်းပဲကိုယ့်ကိုတိထားပြီးကြည့်လိုက်တဲ့အချိန်မှာသူသွားရမှာဆိုတော့တိတယ်အမဒီနေရာလေးကိုပုတ်ပေးပြီးတော့ဖျားတာဘုရားကလည်းကိစ္စမိကမနဲ့ခင်မူကြီးဆေဘာမာရာရှိတောင်းမယ်နော်ယောက်ျားဆိုပြီးတော့ဖြည်း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 ချင်းလေးပဲ သူ့ကိုပုတ်ပြီးရနောက်ပြီးတော့ကလေးတွေလာတဲ့အချိန်မှာအမအကုန်လုံးဒီမှာဆိုသူဒီလိုခောက်ခောက်ကြီးဖြစ်နေတော့အောက်ကိုအตาလေးရှော့ပြီးချလိုက်တဲ့အချိန်မှာသူလုံးဝအိပ်ပျော်သွားအသူ့ရဲ့အဖြစ်ပြက်ပါဒါပေမဲ့ဟိုကိုကတော့လောဘအနေနဲ့ပြောရရင်တနားရီလောက်အချိန်ရကြတယ်ရေဒီယိုညပိုင်းပြီးဆုံးတဲ့အခါစံတော်ချိန် ညတေးပြင်းနေနေလားညံ့ညံ့ဆန်ဆန်ကြီးတို့ဖြစ်သွားတာမိနစ်25မိနစ်အတွင်းမှာဆုံးသွားတာစီးစိတ်စီးစိတ်တက်တက်တယ်ဟိုလုံးပေါင်ရိုးကျိုးတော့ငါသူကစီးစိတ်တက်တက်တယ်အဲ့ဒီစီးစိတ်တက်တက်ဟာပြန်တက်နေတာကိုသူကမသိဘူးမသိပဲနဲ့နေနေတာပေါ့ဒီကြားထဲမှာတလတလခွဲလောက်ရှိပြီဖြားလိုက်အဲဖြားလိုက်အဲအားနေလိုက်ပေါ့နော်ဖြားလိုက်အားနေသွေးပေါင်ကြားလိုက်ပြီးတော့သူကအစားမဝင်လိုက်နဲ့သူကသူမျိုးမျိုးဖြစ်နေရတယ် ဒါပေမဲ့ तू ကအဲ့လိုမျိုးပေါ့ဟိုဟိုသွားသွားလာလာလေးပဲပေါ့နော်အမနဲ့တောက်လျှောက်သွားတယ်လုံနိုင်တယ်ဒီကြားတဲ့အပူနှစ်ခါရှက်တယ်အဲ့အဲ့လိုမျိုးလေးတွေပေါ့ရှိရပါပြီးတဲ့ခါကျတော့မှဒီနေ့မနေ့ကျတော့မှရုတ်တရက်ဒီဘာလဲအဲ့ဒါအောက်ဆီဂျင်မိနစ်20ပဲကြာလိုက်တယ် तू အဲ့ရနိုးလာပြီးတော့အမကိုနိုးတဲ့အချိန်အမောင်မရတော့ဘူးကိုပြောတဲ့အချိန်ကမောက်နေခြင်းလေဆိုတော့အချိန်မှာ तू ကဒီမှာထိုင်နေတယ်တမိရဲ့ အရင်ဆို तू ကဒီ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 သူ့ရဲ့အခန်းထဲကဂရင်ပေါ်မှာအိတ်တာအဲ့ဒါသူမောက်ချင်တယ်သူရုတ်တရက်တွန်းလိုက်လို့ရတယ်အခုကျတော့ဒီပေါ်မှာမောက် तू လုံးဝမထနိုင်ဘူးအမတယောက်တည်းသူဒီအောက်ကိုပြန်မောက်မယ်ဆိုတော့ကိုစိုးရင်လိုက်တာလေဒီပေါင်ပေါင်ရိုးလေးသူထည့်ထားတာကျိုးကျက်သွားတစ်ခုခုနောက်တစ်ခုပေါ့နော်တေးမယ်လို့လည်းမထင်ထားဘူးလေဆိုတော့ခါကျတော့ဒီလိုမျိုးလေးမောက်ပြီးတော့သူ့ကိုကြောကုန်းပဲပုတ်ပေးနေတဲ့အချိန်မှာသူဘာဖြစ်သွားလဲဆိုတော့နည်းနည်းတက်တာပဲပြီးလဲပြီးတော့ခံရကလေးတွေရယ်

အဲ့တော့ဒီကြားထဲမှာအမအမဲ့အရာဆုံးတက်တက်လုံးယူရမယ်စကားတစ်ခုသူပြောတယ်အဲ့ဒါဘာလဲဆိုတော့မေးရတဲ့ဖြူကဲပါအောင်နဲ့မဘာမှမလုပ်ပြလိုက်နိုင်ဘူးလေအဲ့ချိန်မှာအမကြောက်လို့အဲ့ဒါဘာအလိုမလုပ်ပါနဲ့အလိုမလုပ်ကြောက်လို့ကြောက်လို့ဆိုအမလည်းအဲ့လိုဖြစ်တဲ့ချိန်မှာသူချက်ချင်းထိလိုက်တယ်ချက်ချင်းထိလိုက်တဲ့အချိန်မှာပဲသူလုံးဝ သူတစ်ချက်တော့နည်းနည်းလေးသူမရတော့ဘူးမရတော့ဘူးမရတော့ဘူးဆိုအချိန်မှာအမအရန်ကြောက်သွားတော့သူမြင်ပြီးတော့သူချက်ချင်းသူထိန်းချလိုက်တယ်ထိန်းပြီးပြီးတော့ဖြည်းဖြည်းလေးပဲအချိန်မှာအမသူ့ကိုတိတယ်အမလည်းသူ့တစ်ချက်ပြအဲ့လိုမျိုးလောနော်ဖြစ်ပြီးတော့ချက်ချင်းပဲကိုယ့်ကိုတိထားပြီးကြည့်လိုက်တဲ့အချိန်မှာသူသွားတော့မှသူတိတယ်အဲ့အမဒီညာလေးကိုပုတ်ပေးပြီးတော့ဖျားသာဘုရားကရဏကိစ္စမိကမနဲ့ခင်မူကြီးဆယ်ပါမလာရှိတောင်းမယ်နော်ယောက်ျားဆိုပြီးတော့ဖြည်း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 ချင်းလေးပဲ သူ့ကိုပတ်ပြီးရနောက်ပြီးတော့ကလေးတွေလာတဲ့အချိန်မှာမှအကုန်လုံးဒီမှာဆိုသူဒီလိုခောက်ခောက်ကြီးဖြစ်နေတော့အောက်ကိုအตาလေးရှော့ပြီးချလိုက်တဲ့အချိန်မှာသူလုံးဝအိပ်ပျော်သွားအသူ့ရဲ့အဖြစ်ပြက်ပါဒါပေမဲ့ဟိုကိုကတော့လောဘအနေနဲ့ပြောရရင်တနားရီလောက်အချိန်ရကြတယ်တနားရီသူမပေးဘူးလေကလေးတွေလာတဲ့အချိန်က15မိနစ်ရှိတယ်ဒီပေါ်လာတဲ့အချိန်မှာသူသူဟာကအမဆွဲချလိုက်လို့ရှိရင်သူအယူရဲတော့မှာတိလား သူအယူရဲတော့မယ်ငါအဲ့လိုမျိုးဖြစ်တော့မှာဆိုတော့အမသူ့အခြေအနေကိုကြည့်အမညင်လိုက်တာညင်ပြီးတော့ခဏလေးအဲ့မှာတက်လာတဲ့အချိန်မှာအမတိတ်တိတ်ကလေးနေပါလို့ပြောလိုက်တဲ့အချိန်မှာအကုန်လုံးတက်လာပပလေးလည်းတိတ်တိတ်ကလေးနေကလေးတွေအကုန်လုံးတိတ်တိတ်ကလေးနေပြီးတော့သူ့ကိုစောင့်ကြည့်နေတဲ့အချိန်မှာအဲ့မှာဟိုဘက်ခရလာကူရဲဟိုစအောက်ဆီဂျင်ပူးနေလာကူတဲ့အချိန်မှာအမတိတ်တိတ်ကလေးပဲနေတယ်ခဏလေးနေသူ့ကိုစောင့်ပေးရမယ်လို့ထင်တယ်လို့ဆိုတာစောင့်ပေးရမယ်အချိန်မှာစောင့်တာပေါ့နော်စောင့်လိုက်တဲ့အချိန်မှာ9မိနစ်လောက်စောင့်လိုက်တဲ့အချိန်မှာသူကလုံးဝဖြစ်သွားတယ်အဲ့အချိန်မှာ ဟိုသူ့ကိုဖေးလို့ဆိုပြီးတော့ခေါ်လိုက်တဲ့အချိန်မှာဇက်ကလေနေအဲ့နဲ့အောက်ကိုသူ့တက်တက်တက်သားဖြစ်အောင်ဆိုပြီးအောက်ကိုချလိုက်တဲ့အချိန်မှာလုံးဝဒီလိုဖြစ်သွားတယ်ဆုံးသွားပြီပေါ့ဒါပေမဲ့အဲ့ဒီအချိန်ကျတော့မှသူဆုံးသွားပြီသေချာဆုံးသွားလောက်ပြီဒါပေမဲ့နှလုံးကခုန်နေသေးရဆိုတော့ငါတို့ကုလို့ရအောင်မလားဆိုပြီးတော့ဈေးုံခေါ်သွားတဲ့အချိန်မှာတော့ဆုံးနေပြီ ကူးရေးကိုဒါတစ်ချက်ရှိနေနော်။ဟုတ်ရဲ့။ဒီနောက်ဆုံးချင်းငယ်ဦးမယ်။28 28နဲ့ရက်တက်လာ။29ရက်လားမော်။29မှာ73လောက်ပြီဆိုတာ။ဟုတ်ကဲ့။29နဲ့အဲ့ကရုပ်တရက်ကိုလေ။ဟုတ်။ဟုတ်ဥပမာကသူကကြောက်ကက်သူရဲ့အဓိကပြဿနာကြောက်ကက်။ဟုတ်။ကြောက်ကက်မှာမှာအောက်ဆီဂျင်ထိုးကြပါ။အဲ့ကြောက်ကက်ကကြောက်ကက်ဖြစ်ပြီးတော့တွေးပေါင်ကြတယ်။ဟုတ်။ ွေးပေါင်နေကြတယ်သွေးအားနေတာပေါ့သွေးပေါင်ကြတာမဟုတ်သွေးအားနေတယ်ပြီးတော့ရုတ်တရက်အောက်ဆီဂျင်ပြတ်သွားတယ်သူဒီညမှာထိုင်မမရတော့ဘူးလို့သူអော်လိုက်မနေ့ကညအထိခြေတောင်ထဲမှာခြေဥပက္ခနေကြောက်ကက်ဖြစ်နေရကြပြီဆိုတော့ဒီပေါင်ခွဲတဲ့ရဆိုနှစ်နှစ်ကျော်၃နှစ်လောက်ရှိနေပြီလေအဲ့ဒါကိုပြန်တက်တာစီးစိတ်ပြန်တက်တာဖြစ် သေးကန်းသွားကန်ဒီအချိန်မှာအရင်ဆိုလို့ရှိရင် तू ကမလိုက်ဘူးအခန်းထဲမှာနေတယ်။ तू အဲ့ဒါ तू ဒီမှာထွက်ထိုင်ပြီးတော့လေ तू ဖေနာမှာနေတယ်။ तू တားတော့တစ်ချက်လဲကြည့်တယ်။ဒါပေမဲ့အချိန်မှာ तू အရင်ရုံးကန်နေရတယ်။ဒါပေမဲ့တကယ်ကိုငြင်းချင်းချင်းချင်းတမီးရဲ့တကယ်ကိုငြင်းချင်းချင်းချင်းမထင်ကိုမထင်တော့အိမ်မက်မက်နေလာအောင်မရဘူး။မထင်တော့အခုတောင်းကောင်းတော့ တိတ်မခံစားလိုက်ရတယ်လေဟုတ်တယ်ဟုတ်တယ်တော့เนาะအောက်ဆီဂျင်ကြတာဆိုတာကြောက်ကက်တွေ့ရနေပေးရနေပြီးတော့အောက်ဆီဂျင်ကြအဲ့လိုမျိုးဖြစ်သွားစုံသွားတာဒါလေးရောတိတ်ပါလို့